င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်မြို့နယ်ခုနှစ်မြို့နယ်က TNL တက်များပြန်လည်ဆုတ်ခွာဖို့စစ်ကောင်စီတောင်းဆိုမှု TNL ပယ်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်နောက်ချိုးကြောင့်မဲတီဘောမိုမိတ်နမ်ဆမ်မန်တုံနဲ့မိုးကုံမြို့နယ်တို့မှာ TNL တက်များပြန်လည်ဆုတ်ခွာဖို့စစ်ကောင်စီတောင်းဆိုမှုတောင်းတက် TNL ကပယ်ချလိုက်ပြီးနှစ်ဖက်ဆွေးနွေးရလိုက်ပါတယ်တရုတ်နိုင်ငံရဲ့အကြောင်းဝင်မှုနဲ့ April 28ရက်နေ့နဲ့ April 29ရက်နေ့တို့မှာစစ်ကောင်စီကိုယ်စားလှယ်နဲ့ TNL မှာဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင် င်းနဲ့ကိုယ်စားလှယ်ဖွဲ့တို့တွေ့ဆုံပါတယ်။နောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်စတဲ့ဒေသများမှာပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နမ်ဆန်နဲ့မန်တုံမြို့နယ်အတွင်းထိကိုတောင်တက်မတော့တပ်ဖွဲ့များအလုံးကိုပြန်လည်ဆုတ်ခွာဖို့စစ်ကောင်စီကတောင်းဆိုလာပါတယ်။အဆိုပါတောင်းဆိုချက်ကို DNL ကိုစားပြူတွေကသဘောမတူနိုင်တဲ့အတွက်နှစ်ဖက်ပြန်လည်ဆွေးနွေးမှုထပ်ဆင်မတူးနိုင်သေးပဲနှစ်ဖက်အပြစ်ခံရက်စဲဖို့အတွက်လာမယ့်ဩဂုတ်လမှာထပ်မံတွေ့ဆုံဖို့သဘောတူခဲ့တာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိအဆိုပါမြို့နယ်များမှာ DNL ကသိမ်းပိုက်ထားတဲ့မြို့နယ်များ များဖြစ်ပြီးပြန်လည်စုခွာဖို့စစ်ကောင်စီတောင်းဆိုမှု DNL ကပင်ချလိုက်ကြောင်းဒီကနေ့သတင်းထုတ်ပြန်ပါတယ်စစ်ကောင်စီကလီချောင်းမှပုံကျဲခြင်းလက်နက်ကြီးများပစ်ခတ်ခြင်းဒရုန်းများနဲ့တိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းစတဲ့ပစ်ခတ်တိုက်ခိုက်မှုတွေအားလုံးရပ်တန့်ဖို့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်ဖို့ဒေသတည်ငြိမ်အေဂျင့်ဖို့တရုတ်ကကြားဝင်ခြင်းဖြစ်ပါတယ် DNL ကိုလည်းကိုကန့်တပ်ဖွဲ့ MNDA ကဲ့သို့အစဉ် တို့အပြစ်ခတ်ရေးစိမ်းရေးပြုလုပ်နိုင်ဖို့အတွက်တရုတ်နိုင်ငံထူးကွစ်လေမစ္စတာတင်ရှိချင်းကကမကထပြုအလေးထားကြိုးပမ်းပြီးနှစ်ဖက်တွဲဆောင်မှုတွေအလင်းမြန်တိုးတက်လာစေဖို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း TNL ကသတင်းထုတ်ပြန်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကြောင်ကြီးမျိုးနယ်ကစစ်ကောင်စီခြေကုံစခန်းတွေကိုတော်လိုင်းပူပေါင်းတပ်တွေသိမ်းယူတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဘဂိုရိုင်းရှိချမ်းတောင်ငူခရိုင်ကြောင်ကြီးမျိုးနယ်မှာရှိတဲ့စစ်ကောင်စီခြေကုံစခန်းတွေကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့တယ်လို့မေလာနေ့ရက်နေ့မှာတောင်ပိုင်းစစ်တေသ တာအမှတ်နှစ်စစ်တီတာခွဲက ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီအမတ်60နဲ့အမတ်83ခြေလင်းတန်ရင်ပူပေါင်းတပ်တွေခြေကုံယူထားတဲ့ကြောင်ကြီးမြို့နယ်၊နောင်ကုန်းရွာရင်တိုင်ကုန်းရွာ၊ရံမျိုးအောင်ရွာ၊ရွာချင်းအင်းရွာ၊တမာခေါ်ရွာ၊တွန်းကုန်းရွာနဲ့တောင်စုရွာတို့ကတပ်စခန်းတွေကို KNL PDF ပူပေါင်းတပ်တွေက AP 28ရဲ့မနက်ပိုင်းမှာတပြိုင်နက်တည်းတိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီစစ်စင်ရင်ကိုပြည်သူ့ကာကွယ်တပ်မတော် PDF ရဲ့အမတ်နေစစ်စင်ရင်နယ်မြေတိုင်းစစ်ဌာနဘကိုးဖြူဟာ24ဖြူဟာ25အမတ်8803တန်ရင်အာလာဝကစစ်ကြောင်းအမတ်3500 သုံးတရင်ငကနီစစ်ကြောင်းရန်ကုန်ပကဘာတိုက်ခိုက်ရေးတပ်ဖွဲ့သောအီယာရီအမှတ်သုံးတရင်အမှတ်3900နဲ့တရင်အထူးကွန်မန်ဒိုတရင် Spring Warrior Column အမှတ်1805အထူးဒရုန်းတပ်ဖွဲ့ဖြူဟာ25 26ဒရုန်းတပ်ဖွဲ့တိုင်းလက်နက်ကြီးတပ်ဖွဲ့တို့နဲ့ KNL တရင်ရှင်တရင်ကိုလိုကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကဒုတိယတရင်မိုတောင်းနဲ့အရာခံဗိုလ်တအုပ်အပါဝင်20ကျော်တည်ဆုံခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများပြားပြီးလက်နက်30ကျော်နဲ့ခရရန်တွေတင်ဆက်ရရှိရလို့သိရပါတ ိန်စစ်ကောင်စီခြေကုပ်စခန်းတွေကိုတင်ယူမှုတွင်ဖမ်းဆီးရမိတဲ့စစ်တုံးပန်းချင်းတွေကိုတော့မသိရသေးပါဘူး။ကြောင်ကြီးမျိုးနဲ့ကျင်းရွာတွေမှာစစ်ကောင်စီကတပ်ဆဲထားတာကြောင့်ဒေသခံပြည်သူအများအပြားနေရွှန့်ကွာတင်းရှောင်နေရတာတွေလည်းရှိပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့လာရှိုးမှာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးလုပ်ငန်းတချို့ပြန်ဆနေပြီးလာရှိုးစစ်ရုံပြန်ဖွင့်ဖို့လည်းစီစဉ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ပြန်အုပ်ချုပ်နေတဲ့ရှမ်းမြောက်လာရှိုးမြို့မှာအုပ်ချုပ်ရေးလုပ်ငန်းတချို့ပြန်ဆနေပြီးလာရှိုးပြည်သူစစ်ရုံပြန်ဖွင့်ဖို့ကိုလည်းစီစဉ်နေရလို့ဒေသခံတွေကပြောပါတယ်။ ်မေလာနေ့ရက်နေ့မှာစစ်ကောင်စီတပ်ဘက်ကလာရှိုးစင်းရုံပွင့်ပွဲပြုလုပ်နေတဲ့ဗီဒီယိုဖိုင်တွေလူမှုကွန်ရက်ပေါ်မှာပြန်နှံနေပြီးမြို့ရင်းမှာလည်းစစ်ကောင်စီရဲ့စီပင်ဝန်ထမ်းတွေအမိုက်လိုက်သိမ်းနေတာတွေပြုလုပ်နေရလို့ဆိုပါတယ်အုတ်ချုံကြီးတော့ပြန်ဆနေတဲ့ဈေးရုံတော့ပုံမှန်ပဲကတိဖြစ်ဖို့တော့မလွယ်ဘူးဈေးရုံတော့ကားတွေကအစာမရှိတော့ဘူးစီးဝါတွေကအစာပေါ်အရေးပေါ်လူနာလောက်ပဲကုသနိုင်မယ့်အခြေအနေပေါ်လို့လာရှိုးဒေတာကမျိုးသားတောင်ကပြောပါတယ် လာရှုနဲ့ကိုစစ်ကောင်စီတက်ပြန်ဝင်ပြီးရနောက်နှစ်ပတ်နီးပါးကြာမှစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားတွေပြန်လည်လက်ပတ်တာလည်းဖြစ်ပါတယ်။တပတ်မှလည်းစစ်ကောင်စီပြန်ဝင်လာပြီးရနောက်လာရှုမှာဓမြတိုင်မှုလူရမှုနဲ့ခိုးယူမှုတွေစတိုက်ဖြစ်နေပြီးဒေသခံတွေကစိုးရိမ်နေရတဲ့အခြေအနေမှာရှိပါတယ်။တရုတ်ရဲ့ဂျာဝင်စစ်စပ်မှုနဲ့စစ်ကောင်စီနဲ့ MND ရဲ့ကြားပြည့်ရဖို့သဘောတူခဲ့ပြီးရနောက်ကိုကန်တက်ကလာရှုမြို့ကနေပြီးခဲ့တဲ့ AP 21ရက်ထွက်ခွာခဲ့ရပြီးစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားဝင်ရောက်လက်ပတ်နေတာဖြစ်ပါတယ်။စစ်ကောင်စီရဲ့အရှင်းမြောက်တိုင်းစစ်ဌာနချုပ်အခြေဆိုင်ရ လာရှုမျိုးကို MNDA နဲ့နှွေဦးတွန်လိုင်းတက်တွေရပူပေါင်းခဲ့ပြီးပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လ3ရက်မှာတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့တွေကခီးသွွားတွေကိုစမကန်နဲ့မပုံတင်ကိုအသေးစိတ် စစ်ဆင်မှုတွေပြုလုပ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်ပြည်လန်းပေါ်စစ်ကောင်စီရဲ့လာဝကနဲ့ရဲတပ်ဖွဲ့တွေကအေပီလ30နှစ်ရကစပြီးမပုံတင်နဲ့စမကတ်တွေကိုစော်ဝဲနဲ့တိုက်စစ်ပြီးခီးသွွားပြည်သူတွေကိုစစ်ဆင်မှုတွေပြုလုပ်နေရလို့သိရပါတယ်။ရန်ကုန်မြို့ထောက်ချက်လန်းဆောင်မှာခီးသွွားအစ်စပက်ကားပေါ်တက်ပြီးစစ်ကောင်စီတပ်ဖွဲ့တွေက အမှတ်ပုံတင်တဲ့ smart ကတွင်ကိုတောင်းယူစစ်ဆေးတာမျိုးတွေပုံမှန်ထပ်ပေါ်ပြီးအသေးစိတ်စစ်ဆေးနေတာတွေရှိရလို့သိရပါတယ်။ထောက်ကျန်လန်းဆောင်မှာအတော်ကြာကြာစစ်တဲ့အိတ်တွေတွေက အစာစစ်တာမှတ်ပုံတင်ကယုံနေအပြင်ကယုံနေတူမတူလဲစစ်တဲ့အမှတ်သားပမပါရာကစားအသေးစိတ်စစ်တာလို့ခီးသွားပြည်သူတောင်းကပြောပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့ရက်မှာလည်းအောင်မင်္ဂလာကောင်ဝင်းတဲ့ကခီးတဲ့တင် expect ကတစီကိုချောဆွဲသွားသည်ရလို့သိရပါတယ်။သူတို့ကတော့အကူအညီတောင်းတာဆိုပြီးကားလေးစီတောင်းသွားတယ်လို့ကြားတယ်။တက်ပြောင်းတာကိုလိုက်ပို့ပေးရမှာမိသားစုတွေပဲလက်နက်တီမ 包罗。 ပြည်ဘက်ကိုလို့ပြောတယ်လို့ကာသမာတုံကပြောပါရယ်စစ်ကောင်စီကအခုရက်ပိုင်းရန်ကုန်ပြည်လမ်းပေါ်မှာဖမ်းဆီးစစ်ဆေးမှုတွေကိုတင်းကျပ်နေခဲ့ပြီးပြီးခဲ့တဲ့ AP လာဆန်ပိုင်းကလည်းထောက်ကျန်လမ်းဆောင်ဒီမှာခီးသွားလိုက်ထွက်ကားတစ်စီးပေါ်ကလူငယ်နောင်ကိုမှတ်ပုံတင်ဆင်ရကမှတ်ပုံတင်အတူကိုင်းဆောင်နေဆိုလို့ဆိုပြီးစစ်ကောင်စီကဖမ်းဆီးသွားခဲ့တည်ရဲ့လို့ဒေသတွင်တရင်ရင်းမြစ်တွေစီကသိရပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့အရက်ဖတ်တရားရုံ31ရုံနဲ့တရားစီရင်ဆောင်ရွက်နေကြောင်း NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအရက်ဖတ်တရား စီရင်အတွက်မြို့နယ်ဥပဒေရုံ31ရုံကိုဖွင့်လှစ်ဆောင်ရွက်နေကြောင်းမေလ2ရက်နေ့ကထုတ်ပြန်ပါတယ်။2022ခုနှစ်မေလ19ရက်နေ့ကစပြီး NUG ကမြို့နယ်တရားရုံ15ရုံထူထောင်ခဲ့ပြီးအရက်ဖတ်တရားစီရင်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။2024ဒီဇင်ဘာတိမြို့နယ်အစဉ်တရားရုံ31ရုံကြားကာလအယူခံရုံ2ရုံတို့ကိုဖွင့်စည်းနိုင်ခဲ့ပြီလို့ဖော်ပြပါတယ်။အမျိုးသားတရားသူကြီးတရားနဲ့အမျိုးသမီးတရားသူကြီး49ခန့်နိုင်ခဲ့ပြီးအကြောင်းမျိုးမျိုးကြောင့်ကြာဆုံးဖမ်းဆီးနှုတ်ထွက်အဆက်အသွယ်မရတဲ့တရားသူကြီး38ဦးရှိတယ်လို့ ဆိုပါရယ်2024ခုနှစ်အထိတရားသူကြီးတရားတစ်ဆက်တုံးနဲ့မြို့နယ်တရားရုံး29ရုံးမှာမြေပြင်တရားစီရင်လုပ်ငန်းတွေကိုဆောင်ရွက်နေရလို့ဆိုပါရယ်ဥပဒေအကြံပေးဖို့နဲ့အမှုလိုက်ပါဆောင်ရွက်ဖို့ဥပဒေတာဝန်ခံ40ဦးခန့် တာဝန်ပေးထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်စစ်ဘက်တရားစီရင်ရာကာကွယ်ဝင်ကြီးဌာနအချင်းစစ်တရားရုံးဆယ်ဦးစစ်ခုံရုံးနှလုံးဖွဲ့စည်းပြီးစီရင်ဆိုင်ရာပြည်မှုစစ်နမှုစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနဲ့ပြည်မှုကျူးလွန်သူ58ဦးကိုအရေးယူဆောင်ရွက်ပြီးဖြစ်ကြောင်းသိရပါရယ်နောက်ထပ်တပုတ်အနေနဲ့ဓမငင်ရဲစခန်းကိုနန်တလင်း PDF ပူပေါင်းတပ်တွေသိမ်းပိုက်ပြီးလက်နက်အချို့ရရှိနေကြောင်းတင်ဆက်ပေးပါမယ်ဘကိုးတိုင်းတာယာဝရီခရိုင်နန်တလင်းမြို့နယ်အရှိဖက်ရှိဓမငင်ချင်းရွာစစ်ကောင်စီရဲစခန်းကို AP လာနှင်ရဲမနက်၄နိုင်ဝင်းကျင်ချိန်မှာန တ်တလင်း PDF ပူပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးသေဆုံးပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်းတာယာဝတီခရိုင်မှတ်တစ်တရင်တာဝန်ရှိသူကပြောပါရယ်အချိန်တနိုင်ကကြာစူပါတပ်ဖွဲ့တွင်တော်လိုင်းပူပေါင်းတပ်တွင်ဘက်ကစခန်းကိုသိမ်းပိုင်နိုင်တဲ့အထိစီးရင်အသာစီရခဲ့တော့လဲထိန်းထားနိုင်တဲ့အခြေအနေမျိုးတော့မရှိကြောင်းသိရပါရယ်စစ်ကောင်စီရဲ့တမန်ငင်းရဲစခန်းမှာစစ်ကောင်စီတပ်သားနှင့်ပြူပူပေါင်းအင်အား15ခန့်ရှိပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်မှ9ဦးသေဆုံးပြီးတောင်ညိုကွက်တင်စီယုံမှာနောက်ထပ်2ဦးသေဆုံးသွားခြင်းဖြစ် ဖြစ်ကြောင်းတာယာဝရီခရိုင်မှတ်တရင်ကဆိုပါတယ်တော်လိုင်းတပ်ဖွဲ့ဝင်များဘက်မှထိခိုက်မှုမရှိခဲ့ကြောင်းလည်းပြောပါတယ်ကျန်တဲ့သူတွေထွက်ပြေးသွားတာစကန်းကိုတိမ့်ပိုင်နိုင်တဲ့ထိရခဲ့ပါတယ်ထိန်းထားနိုင်တဲ့အခြေအနေမျိုးတော့မရှိခဲ့ဘူးလို့တာယာဝရီခရိုင်မှတ်တရင်မှာတာဝန်ရှိသူတောင်းကပြောပါတယ်စစ်ကောင်စီရဲစကန်းမှာ G3 တလက် MA3 တလက်ကပိုင်း3လက်60မမစိန်ပြောင်းတလက်60တီ၉လုံး ပလတ်စတစ်နေမိုင်၅လုံး၊ရင်ဖြတ်မိုင်၄လုံးနဲ့ G3 G120 တောင်းလို့ကိုတင်ဆက်နိုင်ခဲ့ကြောင်းတာယာဝရီခရိုင်မှတ်တင်တိုင်းရင်ကထုတ်ပြန်ပါတယ်။နောက်ဆုံးဝင်လာတဲ့သတင်းတွေကလက်ရှိချိန်မှာတမန်ငယ်ရေစကန်အနီးစစ်ကောင်စီတပ်သားများပြန်လည်ရောက်ရှိနေပြီးအနီးနားဝန်းကျင်နေရာတွေကိုကိန့်ပတ်ခြင်းတွေပြုလုပ်နေကြောင်းသိရပါတယ်။အခုတိုက်ခိုက်မှုကိုဗကိုးတိုင်းစစ်ဌာနအမှတ်၂၂ဗျူဟာတာယာဝရီခရိုင်မှတ်တင်တိုင်းရင် P23801 တက်ခွဲနဲ့ Phoenix Defense တက်ခွဲကြောင့်အညာညီနောင်နဲ့နတ်တလင်းမျိုးပကဖားတို့ပူပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းတာယာဝရီခရိုင်မှတ်တစ်တန်းရဲ့ထုတ်ပြန်ချက်မှာဖော်ပြခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။အာ